အေးမပါတဲ့အရာတွေနဲ့သာအချင်းကုန်ပြီးမနေပြီကိုတတိထားလဲအမှဖြစ်တယ်ပေါ့လူတိုင်းလူတိုင်းဟာဘဝရလာတဲ့အကျိုးမြတ်ရှိသွားကြတာမဟုတ်ခဲ့နဲ့ဘဝကိုကြောင်းပြုပြီးတော့အဆိုးနဲ့ကြုံတွေ့သွားကြတဲ့ပုံကိုယ်တွေမြောက်များစွာရှိဘဝကိုကြောင်းပြုပြီးတော့ကောင်းကျိုးချမ်းသာတွေရသွားတဲ့ပုံကိုယ်တွေလည်းရှိအဲ့ဒီတည်းမဲ့ မိမိကိုယ်ကိုမိမိဆန်းစစ်လေးလာပြီးရလာတဲ့ဘဝမှာအဆိုးရီနဲ့ဒုက္ခရောက်သွားတဲ့ဘဝမျိုးမရဖို့မိမိကိုယ်တိုင်လိုချင်ရမယ်။ကောင်းကျိုးချမ်းသာတွေမရဘဲနဲ့ဘဝတစ်ခုဆုံးသက်သွားမယ်ဆိုလို့ရှိရင်ဆုံးရှုံးနေတာမျိုးကအမှန်မှချီးမားတယ်။ဘဝရတဲ့အခါမှာရှောင်းရံနဲ့ဆောင်းရံဆိုတာအများရန်နှစ်ခုတွန်တွဲပြီးတော့သာနေတာဖြစ်တယ်။ မလို့ရမှာလဲလို့ရမှာမလို့ရမှာကိုရှောင်းမိုးနဲ့လို့ရမှာလို့ဖို့မလို့ရမှာကိုမြတ်စွာဘုရားကအာကုသူလို့ခေါ်ကြတာပဲဖြစ်တယ်လို့ရမှာကျတော့ကုသူလို့ခေါ်ကြတာဖြစ်တယ်အဲကုသူအဟုသူလို့ကြားလိုက်တာနဲ့ဘာသာတရားလို့လည်းစိတ်ထဲမှာအောင်းမိမသွားလိမ့်ဒါကတဘာဝတရားလို့ဆိုလို့ရပေါ့နော်